ကဲအခုခိုင်ချွာဒီနေ့မှာကျမရင်းနဲ့ပတ်သက်ပြီးပြောမယ်နော်အခိုင်ချွာဖတ်ထားတာကဒီဒက်အေယဝတီထဲမှာပါတာပေါ့နော်ကလေးတငယ်နဲ့ကင်ဆာယောဂါတဲ့ဟိုကလေးလေးတွေမှာကင်ဆာယောဂါဖြစ်ရင်တို့ကပူဆိုးတယ်လူကြီးတွေလိုမျိုးတေချာလဲတို့ယောဂါခံစားမှုပြောလိုက်မှလည်းမဟုတ်ဘူးပေါ့နော်တနာဖို့လည်းကောင်းပါတယ်လူလေးနဲ့မမေအောင်ယောဂါအကြီးကြီးကိုခံစားရတာအဲ့တော့ဒါပြီးခဲ့တဲ့ဒီစက်တင်ဘာလကိုကလေးတငယ်တွေဒီကင်ဆာယောဂါတတိ မှုရေးလလို့သတ်မှတ်ထားတဲ့နိုင်ငံတကာမှာပေါ့နော်အဲ့တော့ကင်ဆာယောဂါဆိုရင်ကလေးလေးတွေတွေ့လေတာသူတို့တော့အရင်ကြီးမားတဲ့ယောဂါကြီးတစ်ခုပေါ့နော်အဲ့တော့မိဘတို့ဆရာတွေပေါ့နော်တတိထားတဲ့အချက်လေးပြောထားတယ်ကလေးတွေမှာလည်းဒါကင်ဆာယောဂါဖြစ်တဲ့အခါမှာပေါ့နော်လူကြီးတွေမှာဖြစ်တာနဲ့နည်းနည်းတော့ကွာခြားမှုရှိရလို့ပြောတယ်ကွာခြားရရဲ့ပြီးတော့သူတို့တွေမှာအဖြစ်များဆုံးကင်ဆာကသွေးကင်ဆာလူကီးမီးယားရဲ့နောက်လင်ဖိုမိုင်းနဲ့နောက်ပြီးတော့အုံနောက်ကင်ဆာတွေ brain ကင်ဆာတွေပေါ့ဒါတွေဖြစ်တတ်တယ်တဲ့နောက်ပြီးတော့ဆက်ရသက်အရွယ်ရောက်လာပြီဆိုအရိုးကင်ဆာဖြစ်နိုင်တယ်အဲ့ဒါလည်းကြောက် ို့ကောင်းတယ်နော်။နောက်ပြီးတော့အဲမတူထားနာရဲ့ယောဂလက္ခဏာတွေကုထုံးနေနဲ့ကုသလို့တက်တာပြောက်ကင်းတဲ့နှုံးနေလေဒီခလေးလေးတွေမှာကြွားချကြရဲ့။ အံတရူရီလည်းခွဲစိတ်ကုသလို့ရတယ်တက်ကင်တာမျိုးစုံပေါ့ယောဂသက်တာကိုလုပ်ပေးရတယ်အဲ့တော့သတိပြုရမယ့်လက္ခဏာလည်းရှိသေးတယ်ကိုယ့်ရဲ့ကလေးလေးကင်ဆာယောဂဖြစ်လာမဖြစ်ဘူးလားတေချာစောင့်ကြည့်ဖို့ပေါ့နော်မိဘရဲ့အနေနဲ့ဘာလဲဆိုတော့ကလေးလေးမှာဘလို့အချက်တွေဖြစ်လာလဲဆိုတော့အလွန်မင်းမောပန်းနှွမ်းနေနေတဲ့ကလေးတွေပြီးတော့အလုံးကျိတ်တွေဖြစ်ဖြစ်နေရမျိုးတွေနောက်ပြီးလို့ရှိရင်မျက်စိအမြင်ကွယ်လာတယ်လို့သူ့အနေနဲ့ပြောလာတာမျိုးနောက်ပြီးလမ်းလျှောက်တဲ့အခါမှာဟန်ချက်ထိန်ဖို့ကြိုးစားတဲ့အခါမှာဟန်ချက်ထိန်လို့မရဘူးသူအခက်အခဲတွေရှိနေရမျိုးတွေနောက်ပုံမှန်မဟုတ်တဲ့သွေးရုံစိမ့်မှုတွေသွေးချေဥမှုတွေအလိုလိုသူ့ခန္ဓာကိုယ်မှာဖြစ်နေရမျိုးတွေပြီးတော့ နေရာထဲမှာသူတို့အမြဲနာကျင်တယ်လို့ပြောနေရမျိုးတွေဒီချက်လေးကြီးရှိရင်တော့တတိထားရမယ်။နောက်ကိုလေးချင်းတွေကြာပြီးတော့အရန်ပိန်နေနေရဆိုရင်လည်းကိုယ့်ရဲ့ကလေးလေးကိုတတိထားရမယ်တဲ့။တချို့ကလေးတွေမှာကြာတော့ဒါပြီးတော့ကင်ဆာယောဂါရဲ့အကျိုးသက်ရောက်မှုတွေအရစာသင်ယူတဲ့အခါမှာတိုးတက်မှုမရှိတာတွေလည်းဟိုတွေ့ရတတ်တယ်လို့ပြောတယ်။နောက်ပြီးတော့မှတ်ဉာဏ်အအောင်ဆွဆိုင်မှုဆိုင်ရာတွေလည်းသူတို့အနေနဲ့အားနည်းတတ်တယ်။အဲပြဿနာအခက်အခဲတွေဖြေရှင်းနိုင်စမ်းတွေသူတို့မှာခြုံရင်းတတ်တယ်။စာရေးတာတွေစလုံးပေါင်းတာတွေအတန်ထွက်တာတွေခက်ခဲတာစာဖတ်တာနောက်အတွက်ချက်ပိုင်းတွေပါထုံထိုင်းနေရမျိုးအဲ့လိုမျိုးလေကြာစဲ ်းနဲ့နောက်စနစ်တကျစူးစီးလှောက်ဆောင်နိုင်နိုင်စွမ်းနေလေသူတို့မှကြာစင်းလာတယ်ရှိရဲ့တဲ့အဲ့လိုဖြစ်လာတဲ့ကလေးငယ်တွေကိုညာတော့ဖြစ်မိဘတွေကစာညက်နေပေါ့အမှုမမမပဲနေနေကြတာနော်ကိုယ့်ကလေးကအရင်ထုံတိုင်းနေနည်းနည်းတော့တတိထားပါတဲ့အမှုမမမနေပြီးတော့ကလေးကိုအပြစ်တင်ပြီးတော့စူနီယာတက်ဆိုင်တတိပြုပြီးတော့ကန်ဆာရောဂါကိုတတိမူရမယ်လို့ပြောထားတယ်ပြီးတော့ကန်ဆာဝေဒနာရှင်ကလေးတွေအတွက်ပေါ့နော်ဒါကုစားမှုနည်းလမ်းလေးတွေလည်းပြောထားသေးတယ်အဲ့ဒါပါလဲဆိုတော့ဒီကလေးတွေကအလွယ်တကူမောပန်းနိုင်နေအဲ့တော့ကြောင်းချိန်တွေမှာမကြာခဏသူတို့အနာပေးဖို့လည်းလိုအပ်ပါတယ်နေတိုင်းမကောင်းဖြစ်လာ င်ဈေးကအမြင်ပြရမယ်။စာကိုလည်းတင်တဲ့အခါမှာကျောင်းစာကိုအချိန်ပိုလေးနဲ့သူတို့တင်ပြရမှာပေါ့။ဒီချိန်မလုံနိုင်နောက်တစ်ချိန်ပေါ့နော်။နောက်ပြီးတော့ဈေးုံတက်ရတာဆရာဝန်နဲ့တွေ့ရတာဈေးကူတာခံရတာတွေကြောင့် ကြောင်းပြက်တွေများမယ်ဆိုလို့ရှိရင်လည်းဒါဆရာဆရာမတွေရောမိဘတွေရောနားလည်ပေးရမယ်ဒီအချက်ကလည်းပြီးတော့အိမ်စာတွေကူညီဖို့အတန်းထဲမှာစာတွေကိုကူညီပေးဖို့လည်းလူတွေရှိဖို့လိုအပ်ပါတယ်တဲ့။နောက်စာမေးပွဲအချိန်ဒီမှာဆိုလို့ရှိရင်အချိန်ပိုပေးရမျိုးတို့လေးတွေကြတော့ပြီးလို့ရှိရင်စာဖြေမဲ့စာနဲ့ဖြေမဲ့အစားပေါ့ရေးဖြေမဲ့အစားနှုတ်နဲ့ဖြေရမျိုးလေးတွေဒါမျိုးလေးတွေလည်းဟိုသူများနိုင်ငံတွေမှာဆိုလှုပ်ပေးရလို့ပြောတယ်လှုပ်ပေးတဲ့နဲ့။နောက်ပြီးတော့ဟိုကလေးတွေမှာအဲ့ယောဂအတွက်လည်းတို့မှာပို့ပြီးတော့စိုးရိမ်မှုတွေကလည်းပို့ပြီးတော့များနေတတ်ကြတယ်တဲ့။ကင်ဆာဆေးတွေကြောင့်သဖင်ကြီးကျွတ်မဲ့တို့စိတ်တွေ င်မြင့်မယ်အဲ့တော့သူတို့ကိုတီးတန့်ပညာသင်ပေးတာကျောင်းကျင်ကိုညှိနှိုင်းပြီးတော့ပညာသင်စရာမျိုးမဖြစ်မနေလုပ်ပေးရမယ်အဲ့တော့ကလေးတွေအတွက်တော့ဒါကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါပဲမိဘဆရာတငယ်ချင်းတွေရဲ့ကိုညီပံ့ပိုးပေးမှုလည်းအများကြီးလိုပါတယ်အိမ်မှာကျောင်းစာလှုပ်ချင်စေရှိမယ်ဆိုလို့ရှိရင်လည်းစာပေးစာယူသဘောမျိုးလေးသူတို့ကိုလုပ်ပေးရမျိုးလေးရှိရမယ်ကျောင်းလာတဲ့ခါကျရင်လည်းသူကျောင်းလာစေဖြစ်အောင်တငယ်ချင်းတွေအားလုံးဆရာမတွေအားစနည်းနည်းတွေ့တွေ့လေးကြိုပေးရမယ်အဲ့တော့ကလေးတွေကိုကန်စားနဲ့ပတ်သက်ပြီးဂယုပြုကိုလည်းသတိပေးထားပါတယ်တေချာဂယုစိုက်ပါတဲ့ဝေဒနာရှင်ကလေးငယ်တွေအတွက်လည်းလိုအပ် ယ်လို့အားလုံးကဖြည့်ဆည်းပေးရမယ်လို့စာရေးသူကပြောထားတယ်။ဒါကတော့ကင်ဆာယောဂါเนาะကြောက်ဖို့အရင်ကောင်းတဲ့ဒီယောဂါကြီးက ကလေးမှာပို့ဖြစ်တော့ပို့ဆိုတာပေါ့လူကြီးနေတာပေါ့နော်တရားမခံစားရတာနော်ဟုတ်တယ်ပြီးတော့သူတို့ကသူတို့ခံစားရတဲ့ဟာကိုအတိတ်ပဲပေါ့လေပြောရမှာမဟုတ်ဘူးဘာဖြစ်လို့ဖြစ်နေမှမသိဘူးလေအဲ့တော့ပုံဝန်းကျင်ရောစာသင်ကျောင်းဆိုတဲ့စာသင်ကျောင်းကအကုန်လုံးသူ့ကိုဝိုင်းဝန်းပြီးတော့ဖေးမှမှာပဲလူကောင်းတယောက်လိုဖြတ်တန်းနိုင်မှာဟုတ်တယ်အဲ့တော့နော်မိဘရဲ့အနေနဲ့ဟိုခရုပြုတင်တာပေါ့တချို့ချက်လေးတွေကြတော့လေကလေးလေးတွေမှာဥနာပြောသလိုလမ်းလျှောက်တာဟိုဘာမညီရမျိုးကြတော့တချို့ကြသတိမထားမိဘူးဒီကလေးကတော့သူဒီတိုင်းဖြစ်နေရပဲထင်တာသူ့မှာယောဂဖြစ်မဲ့လက္ခဏာပြနေရနော်အဲ့တော့အလုံးကြိတ်တွေဖြစ်နေရမျိုးသူတို့ဟိုလက် ချိန်တွေထားတာမျိုးမျိုးစုံပေါ်ခန္ဓာကိုယ်မှာဘာဖြစ်နေလဲသွေးချိန်တွေဥနေလားခလားခလားတတိထားရမယ်နော်တေချာကရုပ်ဆိုင်မှာဒီကြားထဲမှာနော်မိဘမဲ့ကလေးလေးတွေဒါဆိုဘယ်လိုလုပ်မလဲဒီလိုမျိုးရှိရင်တနာဟုတ်ပိုကောင်းမှာနော်ကလေးဆိုတော့နော်မွေးရင်လည်းမွေးပေးရမှမပြီးသေးဘူးမွေးပြီးမှဒီကလေးလေးဥဝဲဆိုတဲ့အတန်လေးကြားမှာမိဘတွေကရင်အေးတယ်အဲ့ဟာမကသေးဘူးဒီကလေးလေးကသူ့မှာပေါ့နော်ဒါငယ်ဦးကမသိဘူးစကားပြောချိန်တန်ရင်စကားမပြောသေးဘူးဆိုရင်မိဘတွေကအချင်းပူပြန်ရောဟဲ့ကလေးစကားမပြောသေးဘူးပေါ့နော်စကားပြောတတ်ပြန်တော့လေသူ့မှာဘယ်လိုချုံရင်းချက်တွေရှိနေလဲနားမကြားရလားလက်ရှိမှမြင်ရလားပေါ့အမျို းဆုံးတော့ခြေပြင်းတဲ့အထိကိုညရေပိုင်းဆိုင်ရတယ်ရောသူ့ရဲ့ဖွံ့ဖြိုးမှုတစ်ချက်လုံးမှာမိဘတွေအကုန်တာဝန်ယူသွားဆိုတော့အရန်ပူပန်ရပူပန်ရရောอืมအရန်တာဝန်ကြီးကဲဒါကျမ်းမာရေးဘုသူတာကြီးပြောပြီးခဏနားအောင်မယ်ထပ်ပြီးတော့ပြောပြပေးမယ်ထူးခြားတဲ့အကြောင်းအရာတွေကြံနေပါသေးတယ်ခဏနေကြရင်ပြန်လာခဲ့ပါအောင်မယ်ရှင်